ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media ကနေပြောလေးကြေဆွန်လိုက်ပါရင်ဒီနေ့နိုဝင်ဘာလ10ရက်နေ့ည8:00နာရီသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါမျက်နှာကြီးရဟိဘက်ပါကတဏ္ဍာမိုးသိမ့်ဘက်ကမရက်တီပဲပရိုဂျူဆာဘက်ကရက်တီလို့လူပြောများနေရဲ့ထွန်းထွန်းအခုလိုအချက်တွေကြောင့်လူပြောများနေရဲ့အဆိုပြေသစဉ်နဲ့ဟိန်းဝင်ရရဲ့မင်္ဂလာဦးစွန်ကျွေရုပ်ရှင်ထုတ်လုပ်သူပရိုဂျူဆာတွေနဲ့ချစ်သူဖြစ်နေရဲ့အနုပညာရှင်၃ယောက်စတဲ့သတင်းတွေပဲဖြစ်ပါရရှင် မျက်နှာကြီးရဟင်းဘက်ပါပြီးတန်တာမိုးသိမ့်ဘက်ကမရက်တီပဲပရိုဂျူဆာဘက်ကရက်တီလို့လူပြောများနေရဲ့ထွန်းထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့ပွဲကတော့နာမည်ကြီးပရိုဂျူဆာကိုရွှေမန်းနဲ့သူ့ရဲ့ချစ်သူဟောင်းမင်းသမီးတန်တာမိုးသိမ့်နဲ့သူ့ရဲ့ဇနီးအစ်စ်ဆရာဝန်မာလီတို့ရဲ့သုံးပွင့်ဆိုင်ဇလန်းကြီးပါပဲဒီကိစ္စကအခုသုံးပွင့်ဆိုင်တောင်မဟုတ်တော့ပါဘူးလေးပွင့်ဆိုင်ဖြစ်သွားပါပြီဘာဖြစ်လို့လဲဆိုတော့ဒီပွဲလေးကိုကျွန်တော်အားလုံးသိပါတယ်ဆိုပြီးဝင်ပါလာသူကတော့တရုတ်ဆောင်မင်းသားထွန်းထွန်းမှာ ဒါအပြင်ထွန်းထွန်းကတဏ္ဍာမိုးသိန်းကဒရမာခင်းနေရဆိုတဲ့သဘောမျိုးနဲ့ပြောဆိုခဲ့ပါတယ်။ဒါကြောင့်လည်းလူတွေမဲ့ဝေဖန်မှုမြင်မာနေပါတယ်။ အလုံးသိကြတဲ့အတိုင်းပဲရုပ်ရှင်လောကတစ်ခုလုံးကဖားနေရတဲ့ငွေပုံပေါ်ထိုင်နေရတဲ့ပရိုဂျူဆာကိုရွှေမန်းဟာတဏ္ဍာမိုးသိန်းနဲ့လေးနှစ်ကြာလူသိရှင်ကြားတွေ့ခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့လက်ထပ်ချိန်မှာတော့တဏ္ဍာမိုးသိန်းကိုမယူဘဲပညာတတ်ဆွေကြီးမျိုးကြီးအတိုင်းဝိုင်းကဆီယဝင်မာလေးတယောက်ကိုပဲဘဝလက်တွဲပေါ်ဖြစ်နေရွေးချယ်သွားခဲ့ပါတယ်။ဒီနေရာမှာပရိသတ်တွေကစွန့်ပစ်ခံတဏ္ဍာမိုးသိန်းအတွက်အယံကိုစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ဒရိုက်တာပြင်းအင်းတီဟာကတဏ္ဏမိုးသိမ့်ကိုမယူခဲ့ဘူးလို့ဖွင့်ချလိုက်ချိန်မှာတဏ္ဏမိုးသိမ့်ကဂုံတိတ်ခါကြားစရာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့တဏ္ဏမိုးသိမ့်ကငါကဆွန့်ပစ်ခံမဟုတ်ဘူးဆိုပြီးအကုန်လုံးကိုဖွင့်ချခဲ့ရပါဘူး။ တနမိုးသိန်းကကိုရွှေမန်းကိုသူမကဆုံးဖြတ်ခဲ့ရဖြစ်ကြောင်းအကြောင်းရင်းကကိုရွှေမန်းဟာလေးနှစ်အတွင်းတတ်တစ္ဆဝါရင်မင်းသမီးအယောက်90လောက်နဲ့နောက်မီးလင်းခဲ့ကြောင်းသူမကိုကိုထီးလက်ရောက်လုခဲ့လို့လမ်းခွဲခဲ့ရတာဖြစ်ကြောင်းဒါတောင်မှမင်္ဂလာပွဲမတိုင်ခင်အထိကိုရွှေမန်းကသူမစီကိုဖုန်းနဲ့ခေါ်နေတော့မဲလို့ဖွင့်ချခဲ့ပါတယ် ဒီစကားတွေကြောင့်ကိုရှင်မန်းရသူ့ရဲ့ဇနီးအစ်အဆံဝင်မလေးပါမျက်နှာပြက်စရာဖြစ်ခဲ့ပြီးတော့ပရိသတ်အလုံးကတော့တဏှာမိုးသိမ့်ဘက်ကနေဝိုင်းပြီးရက်တီပေးခဲ့ကြပါတယ်။ကဲဒီလိုမျိုးပရိသတ်အလုံးကတဏှာမိုးသိမ့်ဘက်မှာရှိနေတဲ့ချိန်မှာမထင်မဖဲအကြောင်းဝင်လာတဲ့သူကတော့မင်းသားထွန်းထွန်းပါပဲ။ထွန်းထွန်းဟာဒီကိစ္စမှာသူဟာအဓိကပါဝင်ရင်းနှီးခဲ့သူတယောက်ဖြစ်လို့အမှန်တရားတွေကိုခြားပြခြင်းနဲ့ဆိုပြီးတော့ဝင်ရောက်လာခဲ့ရပါ။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့သူ့ရဲ့တငယ်ချင်း အခုမှမင်္ဂလာပွဲပူပူနွေးနွေးကျင်းပထားတဲ့သရိုသမီဒေါက်တာမာလီရဲ့ဂုဏ်သိက္ခာကြာစင်းနေရလို့ဝင့်ရှင်းလာလို့ဆိုပါရယ်ထွန်းထွန်းရှင်းပြတာကတော့ကိုရွှေမန်းနဲ့တဏ္ဍမိုးသိန်းတို့ဇလန်းက2024ခုနှစ်နိုဝင်ဘာမှာအပြည့်အပြတ်ပြီးသွားပြီးဒါကိုအနုပညာလောကတိုင်းကသိတယ် အရင်နောက်6လအကြာမှာသူကိုယ်တိုင်သူ့ရဲ့တငယ်ချင်းဒေါက်တာမာလီကိုကိုရွှေမင်းနဲ့မိတ်ဆက်ပေးခဲ့တယ်။ဒေါက်တာမာလီကမိကောင်းဖခင်တမီးဖြစ်လို့အဖြေလိုလည်းမရခဲ့ဘူး။ကိုရွှေမင်းဟာဒေါက်တာမာလီကိုသစ္စာရှိရှိနဲ့မျက်မျက်နှာနှာလက်ထပ်ခဲ့တာဖြစ်ကြောင်းတဏ္ဍမိုးသိန်းကသူမကိုကိုရွှေမင်းကမင်္ဂလာမဆောင်ခင်ဒီဖုန်းခေါ်ခဲ့တယ်ဆိုတာလည်းမဟုတ်ကြောင်းထွန်းထွန်းကရှင်းပြထားပါတယ်။ ထွန်းထွန်းကကိုရွှေမန်းနေနဲ့မင်္ဂလာဆောင်ပြီးရဲ့ချိန်ဒီတနာမိုးသိန်းစီကိုအလုတ်ကိစ္စနဲ့တခါပဲဖုန်းခေါ်မှုတယ်။ဇန်နရီကဝန်ထမ်းနေနဲ့ပဲပြောတာဆိုပြီးတော့ထွန်းထွန်းကအထာရှင်းခဲ့ရဖြစ်ပါတယ်။ထွန်းထွန်းပြောတဲ့အတိတ်ပဲရဆိုရင်အဓိကအချက်ကတဏ္ဍာမိုးသိမ့်ဟာဘလောင်းပလဲတွေပြောနေတာဒရမာခင်းနေရဖြစ်ပြီးတော့သူပြတဲ့ဆက်ခရင်ရှော့တွေဟာအတူကြီးဖြစ်တယ်လို့ဒဲ့ဆွဆွဲလိုက်တာပါပဲ။ ဒီလိုမျိုးထွန်းထွန်းကဝင်ရှင်းလိုက်တာကသူ့ရဲ့တငယ်ချင်းသူတို့သမီးကိုကာကွယ်ရရောက်သွားပေမဲ့ပရိသတ်တွေကတော့တိတ်ပြီးအမြင်မကြည့်ပါဘူးလူတွေကထွန်းထွန်းကိုဘယ်လိုဝေဖန်နေကြလဲဆိုတော့မျက်နှာကြီးကဟင်းပတ်ပါတယ်လို့ဆိုပါတယ်ပရိုဂျူဆာတထေးကြီးကိုရွှေမန်းကိုဖားနေတာမျက်နှာလုံးနေတာလေးနှစ်လုံးတွဲခဲ့ပြီးနင်းနာသွားတဲ့မိန်းကလေးတန်နာမိုးသိမ့်ဘက်ကမရက်တီပဲမွေးရှိတဲ့အာနာရှိရဲ့တထေးမဆရာဝန်မဘက်ကကာကွယ်ပေးတာကမဖြစ်သင့်ဘူးဆိုပြီးအားလုံးကတော့ဝိုင်းပြီးဝေဖန်နေကြတာဖြစ်ပါတယ် သူတို့ရဲ့ဖြည့်ရှင်ချက်ကတဏှာမိုးတဲ့အတွက်တော့အရန်ကိုထိခိုက်နေနာစရာကြီးဖြစ်သွားစေခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောဒီကိစ္စကိုဘလို့မြင်ပါသလဲ။သူတို့ကတကယ်ပဲအမှန်တရားတွေကိုသိလို့ဝင်ရှင်းတဲ့တငယ်ချင်းကောင်းတစ်ယောက်လား။တဏှာမိုးတဲ့ကတကယ်ပဲထုံထုံပြောသလိုဒရာမာခင်းနေရလို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ အခုလိုအချက်တွေကြောင့်လူပြောများနေတဲ့ဆိုပြတဲ့စင်တဲ့ဟင်းဝရရဲ့မင်္ဂလာဦးစွန်ကျွေပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာလ10ရက်နေ့မနက်ခင်းမှာတော့ဆိုရှယ်မီဒီယာတစ်ခွင်လုံးကအယုံဆိုင်မှုတွေအားလုံးစုပြုံရရှိသွားတဲ့နေရာလေးတစ်ခုရှိပါတယ်။ဒါကတော့မြန်မာနိုင်ငံရဲ့အကောင်းဆုံးဝက်ဒီလို့ပြောရမယ့်နိုင်ငံကျော်မင်းသားဟင်းဝရနဲ့ထပ်ဆင့်အကယ်ဒမီမင်းသမီးချောဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာဦးစွန်ကျွေအလှမင်္ဂလာပွဲပေါင်းဒီပွဲလေးကိုမော်ဘီမျိုးနဲ့အသေးဖြူတော်ရဓမ္မရိတ်တာမှာကျင်းပခဲ့ပြီးတော့ နှဖမ်းမိပါဆွေမျိုးအတိုင်းဝိုင်းတွေရင်းနေတဲ့မိတ်ဆွေတွေနဲ့ပဲအေးအေးချမ်းချမ်းစက်တည်မင်္ဂလာအပြည့်နဲ့ကျင်းပခဲ့တာတွေ့ရပါတယ်။ဒီပွဲလေးကအေးချမ်းနေဆိုပေမဲ့ဒီပွဲကနေထွက်လာတဲ့ပုံရိပ်တွေကတော့ဆိုရှယ်မီဒီယာပေါ်မှာလုံးဝမအေးချမ်းပါဘူး။ပရိသတ်တွေကြားထဲမှာအရန်ကိုလူပြောများသွားခဲ့ပါတယ်။ပထမဆုံးလူပြောအများဆုံးအကြောင်းအရာကတော့သတို့သမီးလေးဆိုပြတဲ့စင်ရဲ့အလှပါပဲ။ ပရိသတ်ကြီးတို့အသေးဆုံးမှာအရင်တုန်းကဆိုရင်ဆိုဗီယက်သင်းရဲ့ပွဲတက်ဖက်ရှင်တွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကြားထဲမှာဝေဖန်တန်တွေစားနောက်တန်တွေမကြခဏထွက်ပေါ်လေးရှိပါတယ်။ဘာဝေဝေဖက်ရှင်မကြဘူးဖက်ရှင်ကွမ်းလေးရှိတယ်ဖက်ရှင်နဲ့မလိုက်ဖက်ဘူးဆိုပြီးတော့ဝေဖန်ခဲကြတာတွေစားနောက်ခဲကြတာတွေအများကြီးပါ။ဒါပေမဲ့ဒီနေ့မင်္ဂလာဦးစွန်ကျွေးပွဲမှာတော့အလုံးပါဇက်အဟောင်းသားဖြစ်သွားရပါတယ်။ဆိုဗီယက်သင်းဟာဒီဇိုင်နာမင်းမြတ်ဝါဆိုဖန်တီးပေးထားတဲ့မြမရိုးရလှပကျော်ရှင်တဲ့ဝတ်စုံလေးနဲ့အရန်ကိုစက်တည်းရရှိရှိလှပနေခဲ့ပါတယ်။ ဒီတခါတော့တကယ်ကိုသတို့သမီးရဲ့အလောက်ဆိုတာဘာလဲပြလိုက်သလိုပါပဲအရင်ကလိုအယောင်တွေဒီဇိုင်းတွေနဲ့ရှုပ်ရှက်ခက်နေရမျိုးမဟုတ်ပဲရိုးရှင်းတဲ့အဝါရောင်လေးနဲ့သတို့သမီးတယောက်ရဲ့စက်တီရီကိုအဓိကပံပိုးပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်ရိုးရှင်းမိမဲ့တမိုးကြီးတဲ့အတွင်ကိုစောင့်နေပြီးတော့အရင်ကတွေ့မြင်နေကြပုံစံတွေနဲ့လုံးဝကွဲထွက်သွားစေခဲ့ပါတယ်သတို့သမီးတယောက်ရဲ့အလောက်တယောက်ဆိုတာဒါမျိုးပါလားလို့အားလုံးကတညီတညွတ်သေးချီးကျူးနေကြရပါတယ် ဒုတိယတစ်ချက်ကတော့ပြည်သက်တွေရဲ့မျက်လုံးကိုအပြူးကျဲဆုံးဖြစ်သွားစေတဲ့ယရနာပါပရိသတ်တွေရဲ့အမြင်မှာတော့ဒါဟာဒေါ်လာသန်း900တန်းစိန်တစင်စာလို့တောင်မှပြောနေကြရပါတယ်။အထူးသဖြင့်တော့ဆိုဗီယက်သင်္ဘောရဲ့လဲတိုင်းမှာဝင်ကျွမ်းနေတဲ့လဲဆွဲရတနာကြီးပါ။အလဲကစိန်လုံးကြီးနဲ့အထင်းကနေပဲပလက်တီနမ်တွေနဲ့ကုတ်ထားတဲ့ဒီဇိုင်းကအယံကိုခန်းနာလှပနေရပါ။ဒီလဲဆွဲတစ်ခုတည်းရဲ့တန်ဖိုးကိုတောင်လူတွေကခံမလို့မဆုံးဖြစ်နေကြပါတယ်။ငကက်လဲဆွဲလက်ကောက်အားလုံးကစိန်တစင်စာအပြည့်စုံနဲ့ အဝါယံဝင်းဆောင်လင်းနဲ့စက်တီရှိစွာလင်းလက်နေကြရပါတတိယအချက်ကတော့ဒီရတနာရီရဲ့နောက်ွယ်ကပုံမြင်ပါပဲဒီလောက်တန်မိုးကြီးရဲ့ရတနာရီကဘယ်ကလဲဒါရီအလုံးကသရိုသားဟင်းဝီရံတို့မိသားစုဘက်ကမင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ချွေးမလေးကိုဆင်မြန်းပေးထားတာဖြစ်တယ်လို့သိရပါတယ်ဟင်းဝီရံတို့မိသားစုကဘလောက်ထိကြီးကြီးတက်ချမ်းသာကြွယ်ဝလဲဆိုတာပရိသတ်ကြီးတို့အသိပါပဲတကယ်တော့သူတို့မိသားစုကစီးပွားရေးလောကမှာထိတ်တန့်အတန်ဝိုင်းပါဒါပေမဲ့ငွေရှိတာထက်ပိုအရေးကြီးတာကပိုပြီးတော့အားကျစရာကောင်းတာကသူတို့က မလေးဆိုပြတဲ့စဉ်ကိုတမီလေးအရင်တယောက်လိုမျိုးအယမ်းချစ်ကြတယ်ဆိုတာပါပဲဒီလိုမျိုးအတန်းဝိုင်းကချွေးမတယောက်ကိုဒီလောက်ထိတန်ဖိုးထားပြီးတော့မိဘတွေရှေ့မှာတင်ဒီလိုလက်ဖွဲ့ပေးလိုက်တာကမင်းကငါတို့မိသားစုဝင်အယမ်းချဖြစ်သွားပြီဆိုတာကိုအားလုံးသိအောင်ကြေညာလိုက်တာနဲ့အတူတူပါပဲဒီအပေါ်မှာဆိုပြတဲ့စဉ်ရဲ့မိခင်ဖြစ်သူကလည်းကိုယ့်ရဲ့တမီလေးကိုဒီလောက်ချစ်ပြီးတန်ဖိုးထားပြီးရဲ့ဟိဝိယံတို့မိသားစုကိုအယမ်းကျေးဇူးတင်ကြောင်းတမီလေးကိုချစ်ပေးလို့ကျေးဇူးတင်ကြောင်းမျက်ရည်လေးဝဲပြီးတော့ပြောခဲ့တယ်လို့လည်းသိရပါဗျာ တကယ်တော့မိန်းကလေးတယောက်အတွက်ဒီလိုချစ်ခင်ကျင်နာတဲ့ခင်ပွန်းကိုကိုသမီးအရင်လိုတန်ဖိုးထားတဲ့ရောက်ခမမိသားစုကိုပိုင်ဆိုင်ရတာကအကောင်းဆုံးမင်္ဂလာပါပဲပရိသတ်ကြီးတို့ရောအရင်ကဝေဖန်ခံခဲ့ရတာကနေအခုပြည်တန်စင်ပြေကြီးနဲ့စက်တည်ရရှိရှိလှပနေရဲ့သူတို့သမီးလေးစုပြည့်တဲ့စဉ်ရဲ့ဒီမင်္ဂလာဦးဆုံးကျွေးလှကိုဘလို့မြင်ပါသလဲဒီစုံတွေလေးကိုရောသဘောကျရဲ့လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင် ရုပ်ရှင်ထုတ်လုပ်သူ producer တွေနဲ့စစ်သူ ဖြစ်နေတဲ့အနုပညာရှင်၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အနုပညာလောကကအထူးသဖြင့်တော့ရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးတယောက်အနေနဲ့ရပ်တည်နိုင်ဖို့ဆိုတာအရေးချင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဒီနေ့ခေတ်လိုမျိုးပြိုင်ဆိုင်မှုအရန်ပြင်းထန်တဲ့ကာလမှာကိုယ့်ရဲ့အနုပညာသက်တမ်းကိုတည်တတ်နေအောင်ထိတ်ဆုံးမှဆက်ရှိနေအောင် producer တွေနဲ့ပတ်သက်ရပါတယ် ဒီဗီဒီယိုမှာတော့ producer နဲ့တွဲကအောင်မြင်တဲ့မင်းသမီး၃ယောက်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။သူတို့ရွေးချယ်ထားတဲ့ဘဝလက်တွဲပေါ်တွေကတာမန်တထေးကြီးတွေမဟုတ်ဘဲအနုပညာလောကကိုတိုက်ရိုက်ချုပ်ကန်ထားနိုင်တဲ့အခွင့်အလမ်းတွေကိုဖန်တီးနိုင်တဲ့ရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင် producer ကြီးတွေဖြစ်နေလို့ပါ။ နံပါတ်3မေးမြင့်မှုပထမဆုံးတယောက်ကတော့ MRTV4 ဇလန်တွဲတွေကနေတဆင့်ပရိသတ်ခိုင်မာရရှိလာပြီးတော့အခုဆိုရင်တော့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်နေရဲ့မေးမြင့်မှုပါသူမရဲ့ဘဝလက်တွဲပေါ်ကတော့နာမည်ကြီးရုပ်ရှင်ထုတ်လို့ရင်ဘိုဘို Entertainment ရဲ့ပိုင်ရှင်ကိုဘိုစမ်းမဖြစ်ပါတယ်ဘိုဘို Entertainment ဆိုတာကလက်ရှိမြန်မာရုပ်ရှင်လောကမှာဇာတ်ကားတွေအများဆုံးအဆက်မပြတ်ထုတ်လို့ရိုက်ကူးနေတဲ့ကုမ္ပဏီကြီးတစ်ခုပါ ဒီဆက်ဆက်မှုရဲ့ရလဒ်ကပါလေမင်းမြင့်မောင်အဘိုးဘိုးအန်တာတိန်မန့်ကထုတ်လုပ်တဲ့ဇာတ်ကားကြီးတွေမှာအဓိကမင်းသမီးနေရာကနေဇာတ်တိုက်ဆိုသလိုပါဝင်သရုပ်ဆောင်တွင်ရလာပါတယ်ဒီလိုမျိုးအခွင့်အလမ်းကောင်းတွေဇက်ရုပ်ကောင်းတွေအဆက်မပြတ်ရရှိနေခြင်းကပဲသူမကိုအကယ်ဒမီဆုနဲ့ပူပြီးတော့နှိစက်စေခဲ့ပြီးဒီဇာတ်ကားတွေနဲ့ပဲအကယ်ဒမီဆုကိုစုခွင့်ရရှိပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ် ဂျာကသူမရဲ့အရေးချင်းရဲ့ခိုင်မာတဲ့နောက်ခံပန်ပူမှုရင်ပေါင်းစပ်လိုက်တဲ့အောင်မြင်မှုပါပဲနံပါတ်1 Novo ရဲ့ထားနောက်ထပ် producer တထေးကြီးတဦးနဲ့လက်တွဲထားတဲ့သူကတော့မင်းသမီးကျောင်း Novo ရဲ့ထားပါသူမရဲ့ချစ်သူကတော့ Hey Play application ကြီးရဲ့ပိုင်ရှင်ကိုထပ်ခိုင်ဝင်းမောင်ကိုထက်ခိုင်ဝင်းဆိုတာကနာမည်ကြီးမျက်မြင့်တောင်မှပိုင်ရှင်ရဲ့သားဖြစ်တယ်လို့သူကိုယ်တိုင်ကမီဒီယာလောကမှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးပေါင်း ဟေပလီဆိုတာကကိုပိုင်ရုပ်သံဇလန်တွဲတွေရုပ်ရှင်ဇာတ်ကောင်းတွေကိုအစမပြတ်ရိုက်ကူးထုတ်လွှင့်နေတဲ့ platform တစ်ခုပါဒီဆက်ဆက်မှုရဲ့ရလဒ်ကတော့ Novel ရဲ့ထားကောင်ဟေပလီကထုတ်လို့သမျှအစီအစဉ်တွေဇလန်တွဲတွေမှာအဓိကမင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ခွင့်ရနေရပါတခြားမင်းသမီးတွေဇာတ်ကားတကားရိုက်ဖို့အပြိုင်ဆိုင်စူးစမ်းနေရချိန်မှာ Novel ရဲ့ထားကတော့ဆင်ပေါ်မှာပါပဲနံပါတ်၁ဝင်းမုံရွှေကြီးအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားသူမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာသူကတော့ဝင်းမုံရွှေကြီးပါသူမရဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်က ျက်စစ်ကားကုမ္ပဏီအပါအဝင်တခြားသောစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ထိတ်တန့်သတိကြီးတဦးပေါင်းဒါအပြင်သူက7 sense ရုပ်ရှင်ထုတ်လွှင့်ရေးကိုတည်ထောင်ထားတဲ့ပရိုဂျူဆာတဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့အင်အားစရာကောင်းတာကောင် ကိုနယ်ပြောကြောက်ကသူ့ရဲ့ဇနီးတဲ့ဝင်းမုံရွှေရဲ့အတွက်တီးတန့်ကိုပိုင်ရုပ်ရှင်ထုတ်လွှင့်ရေးတစ်ခုကိုထပ်မံပြီးတော့တီထောင်ပေးထားပါတယ်။ဒီလိုမျိုးကိုပိုင် production နဲ့ထုတ်လွှင့်သူအဖြစ်ပါပွဲဦးထွက်လိုက်တဲ့နတ်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာအကြီးအကျယ်အောင်မြင်မှုရခဲ့ရပါ။ဒါကဝင်းမုံရွှေကိုတရုတ်ဆောင်တယောက်အဖြစ်ကနေထုတ်လွှင့်သူ producer တယောက်အဖြစ်ပါအဆင့်တက်သွားစေပါတယ်။ဒီမင်းသမီးတို့ယောက်ကိုကြီးလိုက်ရင်သူတို့အားလုံးကကိုပိုင်ရုပ်ပညာအရေးချင်းစူးစမ်းမှုနဲ့ပရိသတ်အခိုင်အမာရရှိပြီးသားသူတွေပါ။ဒါပေမဲ့လက်ရှိပြင်ဆင်မှုပြင်းထန်နေတဲ့နုပညာလောကမှာအရေးချင်းတစ်ခုတည်း ယ်နဲ့ရက်တီဖို့မလွယ်ကူတော့ပါဘူးဒီလိုမျိုးခိုင်မာတဲ့နောက်ခံအထူးသဖြင့်ကိုရိုင်းကရုပ်ရှင်တွေကိုဇက်တိုက်ဖန်တီးပေးနိုင်တဲ့ထုတ်လို့ရေးပိုင်ရှင်တယောက်ရဲ့ပံ့ပိုးမှုတွေကိုရရှိနေရကတော့တခြားသူတွေတစ်ချေတလမကသာသွားစေတာအမှန်ပါပဲဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့ရောဒီမင်းသမီး၃ယောက်ရဲ့အောင်မြင်မှုတွေပေါ်မှာဘယ်လိုမြင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင် ချမ်းသာကြွယ်ဝလုံးလုံးမင်္ဂလာဖိတ်စာကိုမြန်မာဖြစ်မတော့မဲစင်ကာပူကအော်ဒါမှာခဲ့တဲ့ငွေစင်ဆောင်တွေပရိသတ်ချစ်တော်ဆိုပြတဲ့စင်နဲ့ဟင်းဝရဲ့နှုတ်နှစ်ယောက်ဘလောက်ချမ်းသာလဲဆိုတော့အားလုံးသိကြပါရယ်ဒါပေမဲ့အခုပြောပြနေတာကတော့သူတို့ရဲ့မင်္ဂလာဖိတ်စာပါဒီဖိတ်စာကိုသာမန်ပြည်တွင်းမှာမဟုတ်ဘဲအထူးသီးတဲ့ဒီဇိုင်းနဲ့စင်ကာပူနိုင်ငံကနာမည်ကြီးကုမ္ပဏီကြီးတစ်ခုကိုတိုက်ရိုက်အော်ဒါမှာထားတာပေါ့ အားလုံးကိုအံ့ဩတုန်လှုပ်သွားစေခဲ့ရာကတော့အရေးဖိတ်စာတစ်ဆောင်တည်းရဲ့တန်ဖိုးကတင်မြန်မာငွေကျပ်2သိန်းတန်ဖိုးရှိတယ်လို့သိရပါဗျ။ဟုတ်ပါတယ်ဖိတ်စာတစ်ဆောင်ကို2သိန်းမှာစဉ်းစားကြည့်ပါ ဖိတ်စာတစ်ဆောင်ကို2သိန်းနဲ့3နဲ့ဆိုကြတဲ့ကဒီမင်္ဂလာပွဲဘယ်လောက်ခံနာမလဲဆိုတာကိုပါ အတွင်းသတင်းတွေရသူတို့ဟာမင်္ဂလာပွဲကိုတပွဲတည်းမဟုတ်ပဲစုစုပေါင်း6ပွဲတိတိအကျင်းပါမှာဖြစ်ပြီးခမန်းကြီးဘတ်ဂျက်ကကျပ်သိန်းပေါင်း9000တိသုံးဆွဲသွားမယ်လို့ဆိုပါတယ်။ဒါဒီမကသေးပါဘူးမင်္ဂလာပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေကိုပေးမယ့်မင်္ဂလာလက်ဆောင်ကလည်းတာမန်မဟုတ်ပါဘူး။ပြင်သစ်နိုင်ငံတော်ဘရန်ရေမွေးပလင်းတွေကိုလက်ဆောင်အဖြစ်နဲ့တူးချင်းစီကိုပေးအပ်သွားမှာပါ။သူတို့ကိုယ်တိုင်ချမ်းသာရုံတည်းမကပါဘူး။စိုးပြစ်တဲ့စဉ်ရဲ့မိဘတွေကလည်းတမိဖြစ်သူတို့သိန်းပေါင်း6000တန်ဖို့ရှိတဲ့တိုက်ကြီးတစ်လုံးကိုမင်္ဂလာလက်ဖွဲ့ စ်ပေးထားပြီးသားဖြစ်တယ်လို့ကြားသိရပါတယ်။တကယ့်ကိုရွှေဘော်ရွှေစင်တန်ဖိုးရှိတဲ့မင်္ဂလာပွဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဖိတ်စာတစ်စောင်ကိုနှစ်သိန်းတန်ပေးပြီးတော့ဖိတ်တဲ့ဒီပွဲကြီးပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။